ိန်ရန်ကုန်ကျော်ပြီးတော့ပင်မရိယအရှင်ဘုရားသည်ရန်ကုန်ဝင်းကျင်လောက်ပါပင်မရိယရဲ့မြို့တော်ကြီးဖြစ်လာပြီးတော့မာပြီမာ နောက်ဆုံးဖေရပွင့်မှုရှိတယ်လို့ခေါ်ခဲ့ပါတယ်တော့ရေမီယာမြတ်စွာဘုရားမြန်မာပြည်ရဲ့အဝင်းအဝိုင်းနားမှာလာပြီးတော့ပွင့်မယ်ဆိုတာ ਨੇ ပတ်သက်ပြီးကျွန်တော်တင်ပြပေးရမယ်ဒီတရားကိုဓမ္မဒေဆရာတို့အကောတန်လဆရာတော်ဟောထားတဲ့တရားတွေတွေကနေပြီးတော့အကျဉ်းချင်းအကျဉ်းချင်းတွေ့လို့မလို့ကျွန်တော်ထပ်ပြီးတင်ပြပေးတာပါ ဒီဥစ္စာကိုဆရာတော်ကဗုဒ္ဓစာပေဘက်ကနေပြီးတော့ဟောနေတာမဟုတ်ဘဲနဲ့မြည်နေထားတယ်နောက်ပြီးတော့တိုက်တည်းရဲ့ကပ္ပမြည်ကပ္ပတိုက်ကြီးတွေရွေးရှားနေတာတွေကိုပတ်သက်ပြီးတော့ဆရာတော်အထောက်ထားတွေနဲ့ဆရာတော်ဟောပြထားပါတယ်ဒါကိုတည်တည်ချာချာနားထောင်ပြီးမှဝေဖန်စေလိုပါတယ်အိန္ဒိယမြည်ဟာပဲမြန်မာပြည်ဘက်ကိုရွေ့လာတယ်ဆိုတာကိုလည်းပတ်သက်ပြီးတော့အလုံးသိအောင်လဲဆရာတော်တရားရှင်းပြထားပါတယ်စိတ်ချမ်းသာခြင်းကိုကြီးကြပါခြင်းပြည့်စုံကြပါစေအိန္ဒိယတိုက်ကြီးတွန်းတော့သူပါလာမှာ ့ဒီဖျားငါးဆိုတော့တနေရာထဲမှာဒီနေရာမှာပွင့်မှာအိန္ဒိယတက်ကြီးစီတနစ်ကို3စင်တီမီတာလို့တွေ့တော့ဒီဘက်ကအိန္ဒိယ plate ရတယ်အလဲကဘာမ plate ဒီဘက်ဆုံးတာ plate ရှိတယ်အဲ့တော့ဒီ plate တကူရမှာမြန်မာကြီးကဒီလိုတန်လိုင်းဖြစ်နေတာဒီအိန္ဒိယ plate ကအောက်ထဲကိုကျွန်သွားတဲ့ခါမှာဆူနာမီရောကျိုးတော့မှသတိကျသွားပြီဘယ်အချိန်မှမသိတဲ့ဆူနာမီရဖြစ်တဲ့ခါမှာအိန္ဒိယ plate ကမြန်မာပြည်အောက်ထဲကိုဝင်သွားတယ်ဒါ geologist geology ကဘုမိဗေဒကြီးကပြောတာပေါ့ အဲ့ဒီကွဲချာမှာမှာထောင်းစီကျမလဲဒီဘက်က Indian plate ဒီဘက်က tectonic plate ဆိုတာဒီအများကြီးရှိနေဒီဘက်ကဆုံတာ plate ဆိုသူနှစ်ခုရမှာရှိနေကြောက်ကြောက်လွားကြီးတခြားနားထောင်မှာအလုံးကိုလည်းဝေဖန်စီကျမ Indian plate ကဆုံတာမရောက်နေနေကြတော့အောက်ထဲဝင်သွားတော့ဝင်သွားတဲ့အပိုင်းလေးရစကိုင်းလို့အဲ့ဒီဘက်တမူးလို့ဆိုတော့ဒီကောဖတ်ဆိုကျိုးကျိုးသွားနိုင်တယ်ဒါယူလေးရှင်းရင်းလေးပြောတာပါကတုံးနေတော့အမြဲတမ်းဒီနေ့က30နေမီတာလောက်ဆိုတော့တော့နှင်းပေါင်းတန်း80ရောက်တဲ့ခါမှာ အဲ့ဒီအိန္ဒိယနိုင်ငံကြီးရမြန်မာပြည်တွေကရန်ကုန်မြို့ထီအောင်သူတွန်းပါလိမ့်မယ်ဒီစီတူလည်းပြောခဲ့ပြီပါ။အောင်တန်း9နှစ်တန်း9ဆလောက်မှာမေးပြီးအရမတီရဖေဟာဝင်ပွင့်ပါလိမ့်မယ်။သမိုင်းကြောင်းရတက်တွန်းတဲ့ plate ကိုချိပေါ်တာ။အပုံလေးလည်းအဲဘောရတ်သာစင်ကအနာရမတုဒ္ဒဆွဲဆောင်ကျမ်းမှာအဲ့ဒီပြထားပါလေ။အိန္ဒိယသမုတ်တွေတဲ့နေ့တန်း90 50 100တန်းဘုတ်ကရဖြစ်ဖို့အတွက်။ဒါမဲ့ဒါမဲ့အဲကီလိုမီတာ1650လောက် ရောက်သွားဖို့အတွက်တပေါင်းတန်း80လောက်ကြာရင်အဲ့ဒီရောက်လာပါလိမ့်မယ်။ရောက်လာလို့ချင်းအဲ့ဒီမြန်မာနိုင်ငံကအသိရန်ကုန်ကျော်ပြီးတော့ပြင်မတိယအရှင်ဖရာသည်ရန်ကုန်ဝင်းကျင်လောက်ပါပြင်မတိယရဲ့မြို့တော်ကြီးဖြစ်လာပြီးတော့မာပြီးမှနောက်ဆုံးဖရာပွင့်မှုရှိတယ်လို့ဟောခဲ့ပါတယ်။အဲ့လောက်ထိတော့ကျွန်တော်လည်းမသိဘူး။သမိုင်းပညာပထဝီပညာပုံမိပိဒါတွေကိုကြည်ပြီးပြောဆိုခြင်းဖြစ်။ဘုရားဘာသာနဲ့ပတ်သက်လို့အဲ့ပါ အဲ့အိန္ဒိယသမုဒ္ဒရာထဲမှာရှိနေတဲ့အိန္ဒိယတိုက်ကြီးဘုရားဘာသာရဲ့သဘောတရားကိုပင်လယ်တွေကနေမြင့်တဲ့နေရာကိုတက်လာတာဒီဘာသာကိုကိုယ်ဝယ်စည်းကတဲ့ပုဂ္ဂိုလ်ကမြင့်ရန်နေရန်နေမြင့်သွားမှာမြင့်ရန်နေနေမှာမဟုတ်ဘူးအိန္ဒိယသမုဒ္ဒရာထဲမှာရှိနေတဲ့အိန္ဒိယဟိုကြည့်လိုက်အိန္ဒိယတိုက်ကြီးဒီတပြေးနဲ့တပေါင်း70 million ကြီးရ MAS MA လို့ရေးတယ် MA ဆို M ကအကြီးအေးရသေးတယ်အဲ့ဒါ million ဆိုရေးရဆိုဖတ်ရပါတယ်ဟော70 MA 70 million ဆိုရေးရနှစ်ပေါင်း90 50 10တပြေးတက်လာပြီဒီဘက်မှာကြည့်လိုက်တော့သူက တောင်ကနေမြောက်သို့တက်ပါတယ်အခုမြောက်ကနေပြီးတော့အရှိမြောက်ကိုတွားနေပါတယ်သူဒီဘက်ကမြန်မာပြည်ဘက်ကဒီဗုဒ္ဓဘုဒ္ဓဂယာဒီကြည့်လိုက်မြန်မာအခုအိန္ဒိယတိုက်ကြီးဒီအရှိမြောက်ကိုဆိုတော့မာပြည်တဲကိုသူကတွားနေတယ်တွန်းနေတယ်အိန္ဒိယတိုက်ကြီးကတော့အိန္ဒိယတိုက်ကြီးခီးတွားနေတယ်လို့ရေးခဲ့ပါတယ်အဲ့လိုတွင်းရင်တွင်းရင်နဲ့ဆိုရင်ဒီတိုင်းတွင်းရင်နောင်ပွင့်မဲ့ဘုဒ္ဓဂယာကြီးမြန်မာပြည်တဲရောက်လာမယ်လေမြန်မာအဲ့ဒီမူလအခုလက်ရှိရှိတဲ့ပွင့်တဲ့ဗုဒ္ဓဘုဒ္ဓဂယာကနေကီလိုမီတာ1660လောက်ဒီရန်ကုန်မြို့နဲ့တန်းနေတယ် ူတွန်းတာဒီဒီလိုတဲ့တဲ့လာရရနေပြီးတော့ရှေ့မြောက်ဘက်ကိုတွန်းတာဖြစ်ခြင်းရောမြန်မာပြည်တဲ့ကိုသူတွန်းနေတယ်မြန်မာပြည်တဲ့တွန်းရင်အဲ့တဘာဝတွေအကုန်လုံးပြောင်းနေသွားပြောင်းလို့သာမေးပြီးရွှေရုံဘုရားလို့တိန်ခိုးတာကုန်းပြည်ရဲ့ကြမ်းပဲသူမြင့်နေအိန္ဒိယသမုဒ္ဒရာနဲ့တက်လာတဲ့အရာဒီဟိုဩစတြေးလျဩစတြေးလျတိုင်နဲ့အိန္ဒိယတိုင်နဲ့ဒိန်းကိုတက်တဲ့ကမှဟိမနတောင်ကြီးဖြတ်သွားတယ်သူမြင့်ကိုမြင့်ရမယ်အဲ့ဟိမနတောင်ကြီးမှာဒီဘောနိုင်ငံဖြစ်ပြီးတော့အဲ့လိုမြင့်တဲ့နေရာကနေမွေးမှာဟိုဂျန်ကလောင်တွေကမမွေးဘူးတခုတည်း ကျွန်းညိုကျွန်းကြမမွေးဘူးအဲ့တော့မှတ်လိုက်အဲ့လောက်အဲ့လောက်တင်တော်ပြီအဲ့လောက်တင်ရပြီအဲ့လိုမြင့်သွားပဲထိန်းဆိုဟိုးဟိုဘငမိုးရေချောင်းလို့မြောက်တို့အဲ့လိုတွေကမမွေးဘူးအဲ့ဒီဟာတွေသဘာဝတည်းပြောင်းပြီးတော့အမြင့်ဖြစ်သွားလိမ့်မယ်တင်ကုသရတောင်ကြီးကမြင့်သွားလိမ့်မယ်ကီလိုမီတာအော်မိုင်ပေါင်း1900 1000အတောင်းနည်းဖြစ်တဲ့တောင်ကြီးဖြစ်သွားမှာသူတွန့်တင်လိုက်ပါဦးတွန့်တင်တင်ကုအဲ့ရွှေရုံဘုရားလို့တင်ကုရတောင်တို့ရေတောင်ကြီးအမြင့်ရောက်သွားမယ်ဒါတွေကတော့မှန်းစာပြောတာလို့ပြောမယ် ။ဘာသာပြောတာဖြစ်ခြင်းကြောင့်သို့တော်အခြေအနေကိုကြည့်ပြီးသုံးသပ်ပြီးပြောတယ်။နောင်လားမနှစ်ပေါင်းသန်း80လောက်ထိလဲဆရာတော်ညင်အဲ့လောက်မပြေဘူး။လက်ရှိရှိတဲ့ tectonic plate ဆိုတဲ့ plate တွေတိုက်တာကိုကြည့်ပြီးတော့အော်တစ်ချိန်တော့ Australia နဲ့ India တွေကဒုန်းတို့တိုက်လိုက်ပြီးတော့အင်မွန်တာတောင်ကြီးတော့ပေါ်သေးတာပဲဆိုရင်အဲ့ဒီ Australia တိုက်နေတဲ့အဲ့တော့ Eurasia တို့တိုက်ဖြစ်လိုက်ပြီးတော့ဟိဝနာပြောလို့ဟိမွန်တာတောင်မျိုးကြီးလိုပဲဧဝရတောင်လိုပဲတင်ကုတတောင်ကြီးမြင်လာလိမ့်မယ်။အဲ့ဒီတောင်ကြီးမှာမြတ်စွာဘုရားလောင်း အဲ့မြတ်စွာဘုရားကြီးအရမတရားအရှင်ဖြစ်နေမယ်ဒီကဘာရဲ့နောက်ဆုံးနောက်ဆုံးဘုရားကမြမပြီမှာမွေး နိုင်ပွင့်တော်မူပါစေလို့အပြုပါအဲအဲ့တော့အဲ့လိုလေဖြစ်နိုင်ကြီးအားတာကိုပြောတယ်ဒီနေ့ချိန်ဒီဘုဒ္ဓရာကဘယ်နေရာမှာလဲလို့တော့ပါဠိစာပေတမိုင်းထောက်တာမရှိသေးဘူးအမှန်ဆိုရင်တင်ပြလိုက်တာဒီနေရာမှာအဲဘုရားမြတ်စွာဘုရားဒီတကြဝလာအစဖြစ်တဲ့ဘုဒ္ဓရာ အဲ့ဒီဘုကေယကရွှေ့တော့ရွှေ့လို့ရတယ်။လက်ပြောလို့တဲ့ဘောကလက်ရှိပွင့်နေတဲ့အိန္ဒိယနိုင်ငံဗုဒ္ဓကေယမပြောင်းသေးဘူး။နားလည်အောင်ပြောတချို့ကတိလိုက်မယ်။မဟာဗရဏသုတ်တန်ထကရာမှာဒီဒီကဘာလောကကြီးစတည်တော့ဗုဒ္ဓကေယအပြည့်လေးစတည်တယ်။ဒီကဘာကြီးပြတ်လို့ရှိရင်အဲ့ဒီဗုဒ္ဓကေယနောက်ဆုံးမှပြတ်မယ်။ပထမဦးဆုံးတည်တယ်နောက်ဆုံးမှပြတ်မယ်။ဗုဒ္ဓကေယကိုခြေချာမှုတဲ့ပုဂ္ဂိုလ်အဲ့ဒီမှာနေတဲ့ပုဂ္ဂိုလ်ကကဘာပြတ်ရင်တော့နောက်ဆုံးနဲ့မှပါလိမ့်မယ်။ချက်ချင်းမပါတော့ဘူး။ပြောပြောလို့တော့။နောက်သွားတဲ့နယ်ဆိုရအဲ့လိုတိပြီးတော့ ဲ့ဒီ product ခရကအဲ့ဒီညာကျတော့ပြက်စီးမသွားဘူး။ तू ကသူ့တွင်းတွင်းနဲ့သူရောက်လာမယ်။လို့လို့သဘောကအိန္ဒိယတိုက်ကြီးတွန်းတော့ तू ပါလာမှာ။ဒီဖျားငါးဆိုတော့တနေရာထဲမှာဒီနေရာမှာပွင့်မှာ။အမေရီပြောင်းကုန်နေမယ်။အရှင်တော့နေပေါ်လို့ပြောမယ်။ဗာရာဏသီလို့ပြောမယ်။မြို့တွေနာမည်ကြီးပြောင်းသွားတယ်။သူဆိုရတဲ့ဘောကခရသည်ရန်ကုန်ခရဖြစ်သွားမယ်။အိန္ဒိယခရမဖြစ်တော့ဘူး။ဒါကိုပြောချင်တာ။ရန်ကုန်လို့မန္တလေးလို့ဒီနာမည်ရှိချင်မှရှိတော့မယ်။တရားပြောင်းလာတာ။အနော်မမြစ်ဒီဒီနေ့အောမီလို့ခေါ်မယ်အဲ့ဒါမျိုးကြီးပေါ့ပြောင်းတဲ့ဝေါ်ရတာကြီးတော့ပြောင်းသွားမယ်